ဒီနေ့ကတော့နေပြည်တော်ထိနေပြည်တော်နာထိဩဒရတီရိတက်ကုံမြို့နယ်မှာရှိတယ်စကန်းပြီးသူလူမျိုးကြီးတက်မှာတော့ PLE ဝင်တိုက်ပါတယ်မောတောင်မြို့သိန်းတိုက်ပွဲကြီးအင်တာနက်ဆိုရှယ်စာမျက်နှာပေါ်မှာအုံအုံထနေတာသူတွေသူတွေမပြောတော့ဘူးကောင်းမကောင်းကောင်းမဲတာကောင်းကောင်းပြင်တော့ကောင်းကောင်းမဲကောင်းကောင်းပြင်တယ်လား ောတာတော့ရပြီနော် KA ဥဆောင်တဲ့ဒေါ်လိုင်းပူပေါက်တက်တယ်အတက်ခိုက်တိတ်ပိုက်ထားတာဖြစ်တယ်ပဲလက်နဲ့ခရမ်းနေသိစီရမိထားတာရှိတယ်ရန်သူတုတ်ပန်းနေဖဆီရမိထားတာရှိတယ်ထိုင်းဖက်ကိုလည်းတော်တော်များများထွက်ပြေးသွားတယ်ပဲဂျန်သူဘက်မှာတော့ထိကြိုက်ကြဆောက်တွေရှိတယ်လက်ရှိထိုင်းထဲမှာလည်းစစ်ကုနေရတယ်ဆိုတဲ့ဟာမျိုးကျွန်တော်တို့သိထားတယ်ပေါ့နော်မောတော်မျိုးဒေါ်လိုင်းတက်တယ်ဝိုက်ပတ်ထားတာတော့ကြာပြီပေါ့နော်ဟိုလမ်းနဲ့ချီပြီးကြာပါပြီစာပြီးတိုက်တာကဒီကနေ့ဆိုလို့ရှိရင်၃ရက်ပဲရှိတယ်ပဲ ခုလောလောဆယ်တော့တွန်လိုင်းတပ်ဖက်ကရဲဘော်တယောက်ကြာဆုံးသွားတယ်ပေါ့နော်အတရားရတဲ့သူတွေအနေချင်းရှိတယ်အဲ့တော့တနင်းသိတိုင်းရဲ့မြူသိန်း ်ဆစ်ဆက်ရေးမှာဆိုလို့ရှိရင်ဒီအတားထိခိုက်အကြဆုံးအ ਨੇ ဆုံးနဲ့အောင်မြင်မှုကြီးကြီးရခဲ့တဲ့တိုက်ပွဲလို့ပြောလို့ရတယ်ဗျ။ကျွန်တော်တို့စပြီးတော့ဒီတွန်လိုက်တက်တဲ့တိုက်ကတဲ့ကလေချောင်းနဲ့တန်းလျှောက်ဒါပုံကျဲတက်ခဲ့ခဲ့တာရှိတယ်။အဲဒီနေဆက်စခန်းပေါ့နော်နေဆက်မှာစခန်းတစ်ခုရှိတယ်ပေါ့စုစုပေါင်း၄နေရလောက်ကိုတိုက်ရတဲ့အနေအထားရှိတယ်။နေဆက်နာစခန်းအကြတော့အဲဒီစခန်းကိုရောက်ကနေပါတော့လေချောင်းတိုက်ခတ်မှုတွေအလုပ်လို့မရဘူးတိုက်ဖက်နဲ့အရန်ဒီကန့်နေတဲ့အတွက်ပေါ့နော်။ ်ခုလောလောဆယ်ကတော့နေမီရှင်းလင်းနေစေဖြစ်တယ်အဲရန်သူဘက်ကလည်းဒီလေချောင်းနဲ့ဒါဟိုလာပြီးတော့ဒီလေချောင်းတက်ခတ်မှုတွေလုပ်နေစေလည်းဖြစ်တယ်ပေါ့နော်အဲ့တော့ဟိုအဲမြေပြင်ချင်းတွေဘာတော့မငြိမ့်သက်သေးဘူးအဲ့တော့အသေးစိတ်အဲချက်လက်တွေကတော့တက်ဆန်တဲ့ဒီတပ်ပေါင်းစုတွေအနေနဲ့တော့တို့ထုတ်ပြန်ပါလေ14ရက်နေ့နိုဝင်ဘာ2025မှာဝန်တာစရာတရင်ကောင်းနေတဲ့အတူအောင်ပွဲတည်င်းနေအတီးပြုတ်ကျညာဖို့လူမြတ်ကျော်လူကြီးမင်းတို့ရှိကိုရောက်ရှိလာပါ မင်္ဂလာညချမ်းလို့အပါတရနှုတ်ဆက်ချင်ပါတယ်ဒီနေ့ကတော့နေပြည်တော်ထိ နေပြည်တော်နာထိဩဒရသီရိတက်ကုံမြို့နယ်မှာရှိတယ်စကန်းပြည်သူ့လူမျိုးရေးတက်မှာတော့ PLA ဝန်တိုက်ပါတယ်မောတောင်မြို့သိန်းတိုက်ပွဲကြီး internet social စာမျက်နှာပေါ်မှာအုံအုံထနေတာသူတွေသူတွေမပြောတော့ဘူး ဒီအပိုင်းမှာတက်မှ၃၃စစ်ကြောင်းတစ်ကြောင်းလုံးပြုတ်ပြီးတော့ USA American ကအထူးတပ်ဖွဲ့ဖွဲ့ပြီးမရောက်နိုင်တဲ့စောချစ်သူတို့တတိုက်အိမ်မှာစုံးနေမှတ်နေတဲ့ကာလဒီကနေ့ထပ်ပြီးတော့မင်းအောင်လိုင်းအတွက်မျက်ရည်၂ဆက်ဘောတော့မြို့သိမ်းတိုက်ပွဲအတည်ပြုလိုက်ပါပြီလက်နက်ခဲယမ်းအမြောင်များသိမ်းစီရရှိထားပါပြီပတ်စစ်တဲ့စခွေးတိုက်ကတော့အရင်လိုလုံနေကြအတိုင်းပဲအလံပြူထောင်ပြီး ပတ်စဖို့မပါဘဲနိုင်ငံသားရောက်ပါတယ်ထိုင်းနိုင်ငံဘက်ကိုထွက်ပြေးတာစစ်တပ်ဆိုတဲ့မြမတက်မတော်ဆိုတဲ့ကောင်တွေဒေါ်လာရင်းတက်တွေဝင်တိုက်ရင်တစ်ဖက်နိုင်ငံကူကူပြေးနေတဲ့အရှက်မဲ့တဲ့အခြေအနေကိုရင်ဆိုင်နေရပါတယ်ဂုံတိတ်ခါနဲ့အရှက်တရားလုံးဝကင်းမဲ့သွားတဲ့မြမမင်းအောင်လိုက်ဖက်စစ်အကြံဖက်စစ်တပ် တပြားသားမှတိတ်ခါမရှိတော့ပဲလူတော်မတော်လူရမဝင်နဲ့ကပ္ပလည်းမြမလည်းပြည်သူအလည်းမှာတဇွေးကွက်ပက်လက်မျောနေတယ်မင်းအောင်လိုက်ကျင်းပတ်ဖတ်စစ်တက်ဒါပေမဲ့မင်းအောင်လိုက်တကောင်ကတော့တေးတာတော့ချီပတ်မရက်သေးပါရွေးကောက်ပွဲကိုဆက်လုပ်ချင်နေပါသေးတယ်လောက်ပါလောက်လို့ကလောက်နိုင်ပါတယ်မင်းလည်းလောက်ချင်အောင်လောက်ငါလည်းလောက်ချင်အောင်လောက် ။ဟောငါလည်းမဟုတ်ဘူး။ငါတို့လည်းလှုပ်ချင်ရလှုပ်မယ်။ငါတို့တော်လိုင်းရေးတက်တွေကိုအမျိုးစုံသွေးခွဲတက်ရှုံနေပြီမဲ့လေ။ထီကနေဆိုစစ်တက်နဲ့ပတ်သက်ရင်ညီကနေပဲဟေ့။နော်။အဲ့တော့ဒီနေ့ကတော့တူ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 ပြောလာမယ်ပြောမယ်စကားတွေရှိသွားမယ်နော်အဲ့တော့ပြုံးကြပြောကြလက်ခမောင်းခတ်ကြဟိနေပြီးတော့ဥတ္တရတိတကုံယတနာမြေအခြေပြုလုံကြုံရေးစကံ PLA လက်ပြဝင်တိုက်ပါတယ်အမားရှောင်းအပြော့တိုက်ဖြစ်ပါတယ်ခြေတန်းကိုစစ်ကြောင်းထိုးနေတဲ့အချိန်မှာနောက်တန်းစခန်းတွေဝင်စီးတဲ့ဗျူဟာမြောက်ပျောက်ကြားချိန်မိုးရေးတိုက်ပွဲတစ်ခုဖြစ်ပါတယ်ယတနာမီအခြေပြုစခန်းချွေမောင်းကွက်ရွာဒီကောင်ကြီးကချွေမောင်းကွက်ရွာကဟိုဟာတတ်စိတ်ပေါ့ဗျာတတ်စိတ်နဲ့တတ်စုနဲ့ယတနာအခြေပြုစခန်းကကောင်ကြီးနှစ် ်ဖွဲ့ပေါင်းပြီးနေမြေစိုးမိုးရေးစစ်ကြောင်းထွက်တဲ့အချိန်နောက်ကနေဖြတ်တိုက်တာ ရမဲသိမ်းမျိုးတွေကစစ်ကြောင်းတစ်ကြောင်းနေပြည်တော်ကအမြန်လမ်းပေါ်ကစစ်ကြောင်းတစ်ကြောင်းအဖြစ်အခြေပြုစစ်ကြောင်းနှစ်ခုပေါင်းပြီးစစ်ကြောင်းသုံးကြောင်းနဲ့ဝင်စီးတာဖြစ်ပါတယ်ရန်သူကအရှိကိုစစ်ကြောင်းမဲထိုးနေတဲ့အချိန်မှာရန်သူအတက်နောက်တန်းမှာအင်အားအနည်းငယ်လောက်ပဲရှိတယ် ကင်းမုံကြံနေတာလို့သတင်းရတာကြောင်း PLE တက်တွေပျောက်ကြလက်တပြခြေမူးရေးတိုက်ခိုက်ဖို့စစ်ကြောင်းချီရန်သူကာကင်းမှာရုတ်တရက်စောင့်ကြည့်တဲ့အချိန်မှာအရသားတွေနဲ့ဖက်စစ်တပ်ကကုန်နေရောပြီးကင်းစောင့်နေတယ်အဲ့ဒီကိတ်ကိုဝင်စီးဝင်စီးစီးချင်းမှာပဲအဲ့ဒီစခန်းတွေကနေစွန့်ခွာထွက်ပြေးသွားကြပါတယ်အဲ့တော့ ရန်သူစကန်ကိုလေ့လာတဲ့အချိန်မှာပေါ့ PLA ထုတ်ပြန်ချက်မှာကင်းကြီးမျိုးစင်းတွေလုံခြုံရေးဘဏ်ကာတွေတဲကိုဝင်စီးပြီးတကာလကြည်တောင်းမှမပြစ်ပဲအဲ့စကန်ကိုတိတ်လိုက်တာပါကြည်စံ286တောက်ကြည်ပေါက်နှစ်ခုစစ်တပ်ရဲ့စစ်သုံးပစ္စည်းတွေမီးရှို့ခဲ့တယ်နေပြီးတော့အနီးက ယတနာမြေအခြေပြုလုံကြုံကြီးစကန်တက်ဆွဲနေတာနှစ်နှစ်ရှိပြီဆိုတဲ့စကန်တစ်ခုကိုကြည်တရောက်မှမဖောက်ပဲ PLA ကဝင်တိုက်ခဲ့ပါတယ်။ဒီကကြောင့်မင်းဒါတွေကငါတို့သိပြီးသားပဲဘာလို့လာပြောနေတာလဲ။ပြောပြချင်ဘူးပါ။ကျွန်တော်ဟိုရက်ကမိုးကမိုးမိတ်ကိုမတရားကိုစစ်ကြောင်းမဲထုံးနေတဲ့အချိန်မှာမန္တလေးကိုဝင်တိုက်ပါဆိုတဲ့အကြောင်းရင်းပြောခဲ့တာမှတ်မိကြလေဦးမေ။ကျေးမာတယ်ဗျာ။ဒါအမရှောင်းအပြော့တိုက်ပြီးရှစ်ကိုစစ်ဦးကျုံနေတဲ့ ရန်သူတက်ကိုနောက်တန်းမှန်သမျှတိမ့်ပိုက်ရေးပျောက်ကြားချေမွေးဖြူဟာတရက်ဖြစ်တယ်ဆိုတာကို PLE တက်ကလက်တွေ့ပြလိုက်တာပါဒါကြောင့်မို့မင်းတို့မိုးကုတ်မိုးမိတ်မရယာတပိတ်ချင်း စင်ကူးတို့ကိုမဲနေတော့မှမန္တလေးကိုဝင်တိုက်နိုင်ရင်နောက်ကြိုဒီဘော လာရှိုးမဲနေတော့မှာ ပြင်းဥလွင်ကိုလက်တပြဝင်တိုက်နိုင်ရေစကိုင်းမှာ ။စာလင်ကြီးဂျောဂနီဂျောကိုမဲနေချိန်ရွှေဘူဂျောကိုမဲနေချိန်ငင်းချန်ဂျောကိုစစ်ကြောင်းမဲထောပြီးစစ်ဦးကျွန်နေချိန်မှာမုံရွာကအလဲပိုင်းတိုင်းအ sorry နမခကိုဝင်တိုင်းနိုင်ချိန်ဆိုတော့ရှန်သူကတပြေးပြေးနဲ့ရှေ့ကိုမဲထိုးနေတဲ့အချိန်တွေ့ရပါတယ်ဒီလိုပဲမြောက်ဒီမှာပြဿနာတွေရှုပ်ရှုပ်ချက်ခတ်ထွေးနေပြီးတော့ အောင်စရာစစ်ချောင်းနဲ့အာရှလမ်းမှာဖွင့်ရေးစစ်ကောင်စီတပ်ဟာမဲလုံနေတယ်နိုင်ငံတော်စစ်စစ်ချောင်းကြီးလှုပ်ပြီးတော့ကွန်ကရစ်မြောက်ဝတီတငန်းကြီးနောင်ပြန်ရာကြီးအာထုတ်ကြိုးပမ်းနေချိန်မှာပဲတပြိုင်နက်မဲတော်မျိုးကိုဒီနေ့သိမ်းလိုက်ပါတယ်အဲ့ဒီသိမ်းပိုက်တဲ့အထဲမှာ KNL PDF ပူပေါင်းတက်တွေနဲ့ BPLA ဆိုတဲ့မောင်ဆောင်ခတက်တော်ဗမာပြည်သူလွတ်မြောက်ရေးတက်မလို့ပါဝင်နေဆိုတဲ့အကြောင်းတရားဝင်သတင်းအတီးပြုလို့ရပါတယ် ချစ်တုံမန်40ဖမ်းမိတယ်။ထိုင်းဘက်ကိုအလံပြူပြပြီးခွေးပြေးပြီးအရှက်မဲ့သွားဂုံတိတ်ခါမဲတဲ့ဖက်စစ်တပ်ရဲ့စစ်သားတွေခွေးပြေးပြေးပြီးတော့တရား20မမလက်နဲ့ကြီးနှစ်လက်ရတယ်။တရား20မမနဲ့များကွာခုနှစ်မိုင်ပြစ်လို့ရတယ်ဗျာတရား20မမဟာလေ။အဲ့ဒီခုနှစ်မိုင်တရား20မမနဲ့လေဝမ်ပောင်လေးကိုငါးလုံးလောက်ပြစ်သွင်းလိုက်လို့ကပြာချပြီဗျာ။အဲ့တရား20မမနဲ့လေ။ MDYPDF စုံမထိန်ချုပ်ထားတဲ့နေရာတွေကနေပြီးတော့အလေပိုင်းနဲ့စစ်ထဏာချုပ်နန်းလွင်းထိပြစ်လို့ရတဲ့နီးလန်းတွေရှိတယ်ဗျာ G 189တောက်လက်နက်ကြီးကြီးနော်120မမလက်နက်ကြီးကြီးနော် point 5တလက်60မမ3လက် RPG 2လက်ငချင်းမီတလက်မောင်းပြန် rifle 36လက်ရတယ်မော်တော်မော်တော်ဆိုတာ တင်းတိုင်တိုင်းရဲ့အဆက်ထိုင်းတဲ့ပမာအဆက်ကမြို့တစ်မြို့ဖြစ်ပါလေမောတောင်မြို့ဟာစစ်တပ်အတွက်ထိုင်းနိုင်ငံရဲ့ဝင်ပေါက်တစ်ခုလို့ပြောလို့ရပါတယ်အဲ့တော့ဒီနေ့မှာတော့မောတောင်တိုက်ပွဲအောင်ပွဲတမျိုးလုံးသိမ့်ပိုက်ရရှိ လာဝကယုံထွေအုံယုံ အကုံသိမ့်ပြီးတော့အကုံလုံးတမျိုးလုံးရရှိသွားပါပြီတရင်ကိုအတီးပြုလို့ရပါတယ် ဲတော့တိုက်ပွဲဝင်တဲ့တပ်တော်တွေအနေနဲ့ဒီနေရာကနေဂုံပြူရမယ့်တပ်တော်တွေကတော့ကရင်မျိုးသားလူမျိုးကြီးတက်မတော့ KNL လေဗမာပြည်သူလူမျိုးကြီးတက်မတော့ BBL လေ Force for Federal Democracy FED တပ်ဖွဲ့တွေပူပေါင်းပါဝင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်အဲ့တော့ဒီမှာစစ်သည်နေပြောသလိုဟိုဘက် Allegi Review မှာရှမ်းမြောက်စီအခြေအနေကျွန်တော်တင်ပြချင်ပါသေးတယ်နော်ရှမ်းမြောက်မှာစီရေးတင်းမာနေတဲ့အခြေအနေတွေဖြစ်နေပါပြီ ် MNDA နဲ့ဒီကနေ့သတားတွေပိတ်ကုန်ကြပြီဗျ။ဟိုဘက် allergy review လာခဲ့။ဒီနေ့တက်ပြီးစစ်သတင်းတစ်ခုတက်ပြောမယ်။စကိုင်းကန်တလူတိုးဂိတ်ချက်စီးပါလေ။တက်မ33မုံရွာနမခတ်တို့တွားမယ်တံပြားကစစ်ခွေးကခုနှစ်စီး။စကိုင်းကန်တလူတိုးဂိတ်အနီကုန်းရွာထိတ်မှာ။လုံကြုံယူဖို့ရှောက်လာတဲ့စစ်ခွေးအင်အားအကောင်၂၀ကိုဝင်တိုက်တယ်။ ဆယ်ကောင်ချက်ချင်းမတာပေါ်တည်ခြင်းစိုးနဲ့အစိမ့်တည်တည်ပါတယ်။ရေမြောင်းပုံထိပ်နဲ့ပဝင်းကျင်တွေကိုစီးနင်းနိုင်ခဲ့တယ်။လက်နက်ကောက်ဖို့ကြိုးစားတယ်။စစ်တပ်ကစစ်ကူရောက်လာလို့ပြန်ဆုတ်တယ်။လက်နက်ကြီးတွေနဲ့ရန်ပစ်တဲ့ဂုံးရွာကြေးရွာပြည်သူပိုင်နေနှလုံးမိရှုဖြက်စီးနိုင်မယ်ဖြစ်စို့မြို့ဖြက်စီးသွားတယ်ဗတ်စစ်တပ်ကအဲ့တော့လင်းယုံပျောက်ကြားညီနောင်တပ်ဖွဲ့လက်ရပြဝင်တိုက်တာ ဖြစ်ပါတယ်။ဆိုတော့ဒီကနေ့မှာ ။ဗမောအချီနေကလည်းမိုးရဲရည်တယ်။တီဘော့ခွင်ကလည်းစစ်တမ်းထွက်လာပြီ။ကက်ဘလူးနဲ့ခင်ဦးရင်တိုက်ရွာနာကစစ်ကြောင်းဖျက်တိုက်ခံရတယ်။ဒီအတွက်နာမခတိုင်မူခေါ်ကြိတ်ခံနေရပါတယ်။ရွေးကောက်ပွဲလုံးမယ်။ရွေးကောက်ပွဲလုံးမယ်လို့စီစဉ်ဆိုင်ပြနေတဲ့ဖက်စစ်တပ်ဟာ ရွေးကောက်ပွဲနဲ့နီးကပ်လာလေလေစစ်ရှုံးတာတွေနဲ့ရင်ဆိုင်ရလေလေအခြေအနေကိုတွေ့နေရပါတယ်ရွေးကောက်ပွဲမဖြစ်ခင်မှာ မလုံနိုင်ခင်မှာစီအခြေအနေတစုံတရာပြောင်းလဲသွားနိုင်ပါတယ်ဒါကိုယုံကြည်ပေးပါဒီချုပ်ကိစ္စတွေထွက်ပြီးတော့မပြောချင်ဘူးအဲ့တော့ဒီကနေ့မှာချုပ်ပြောရရင်တော့ဗျာပြောသလားဟိမောင်တို့ကြီးပေါ့ အောင်မွေးသတင်းတွေတလူလူလွင့်အောင်လံတော်ကိုလွင့်နိုင်တဲ့သတင်းတွေကြီးပဲဒီအပိုင်းမှာခက်ဆိတ်ဆိတ်ဖြစ်လာတယ်ဆိုတော့ကျမရဟတ်တပတ်လေပြီ2029ခုဒုတိယလှိုင်းရလို့ကာလာမျိုးမကြခင်လာရောက်တော့မယ်အရေးအကြောင်းတွေပြနေပြီအဲ့တော့ကျွန်တော်တို့ရခင်အပ်တဲ့တော်လိုင်းရေးကိုအာရုံစိုက်ကြပါဒီတစ်ခါကတော့သူမနာကြောမှလည်းဒံယာရီနဲ့ဖြစ်တဲ့အတွက် မပေါ့ကြစီချင်ပါဘူးသို့တော့ဒီလိုတိုက်ပွဲတွေအောင်ပွဲတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့တိုင်းပြည်တိုင်းသူပြည်သားလူအများကဂုံယူဝမ်းမြောက်နေကြမှာပဲကျွန်တော်တို့အမျိုးသားညီညွတ်ရေးအစိုးရရဲ့ဝန်ကြီးချုပ်တို့ဘာလို့က stock a chain ဘို့ရောက်သွားပြီဆိုတော့ SDB ဖန်ကိုကြော်ညာနေပါလေကျွန်တော်တို့တွေ့ကြတယ်မလား ဒါကျွန်တော်တို့အပြစ်ပြောနေတာမဟုတ်ဘူးမောတောင်မြို့သေးတိုက်ပွဲမှာ KNL နဲ့ BBL နဲ့ FED နဲ့ဒီတပ်ဖွဲ့တွေတိုက်နိုင်တဲ့အတွက်ဂုံယူဝမ်းမြောက်ကြောင်းနေပြည်တော်အနီးနားကစခန်းကိုကြည့်တော့မှမဖောက်ပဲလက်တပြတ်တိမ့်လိုက်လိုက်တဲ့ view ဟာကိုလိလာဆန်းစစ်တုံးသက်ကြည့်ရှုရမယ်ဆိုတဲ့အချိန်ဒီမှာငါတို့အမျိုးသားညီညွတ်ရေးအစိုးရကြီး ဘန်တစ်ခုထောင်စီးပွားရှာပြီးအဲ့ဒီကပတ်စံတွေကိုတော်လိုင်းရေးတဲ့ရောက်တယ်လို့တော့ထုတ်ပြန်ထားတာတွေ့တယ်သို့တော့ဘလို့ရောက်တယ်ဘလောက်ရောက်တယ်ဘသူတွေကိုပေးတယ်ဆိုတာတော့မသိသေးဘူးဆိုတော့ဘာပဲဖြစ်ဖြစ်ပါစစ်နိုင်တိုက်ကြဖို့လိုတယ်ဘယ်သူဘသူကမှလက်ညှိုးထိုးပြီးအပြစ်ပြောနေတာမဟုတ်ဘူးစစ်နိုင်အောင် တိုက်စီချင်းနေတာပါစစ်နိုင်အောင်တိုက်ဖို့ဆိုရင်ခမရိုးနဲ့အတူကျွန်တော်တို့တရားတွေလိုက်ပါဖို့အစဉ်သေးရှိပါတယ် ပြည်သူလူထုတရက်လုံးကလည်းဝမ်းမြောက်ဝမ်းသာချူချူကြမှာပါတိုးတော့ခမရတို့လှုပ်ပုံကတိတ်တော့မဟုတ်သေးဘူးဗျကဲအောင်ဝဲနေပဲကျွန်တော်တို့ညီကုန်းချွတ်ရအောင်တနင်္သာရီတိုင်းကဒီနောက်ပိုင်းမှာအောင်ဝဲတွေအလီလီရလာတယ်ငေါတောင်မြို့သိန်းတိုက်ပွဲဟာအထံတစ်ဆက်မှမထွက်ပဲလက်နဲ့ချီပိတ်ဆို့ထားပြီးလက်တပြတ်သိမ်းယူလိုက်တာဖြစ်တယ် နောက်ပြီးတော့ PLA ရဲ့နေပြည်တော်အနီးကစစ်စခန်းတစ်ခုကိုဖျက်ခနဲဝင်သိမ်းတယ်ဆိုတဲ့အချက်ဖက်စစ်တပ်ဟာရှေ့မှာတော့ဂုံစာပြနေပြီးအနောက်မှာဖင်ဟောင်းလောင်းဖြစ်နေတဲ့အချက်ကို ကျွန်တော်တို့တွေ့လိုက်ရတာပဲဒါဟာဒါဟာစစ်ရေးအတွက်အင်မတန်အရေးပါတဲ့တော့ချက်တစ်ခုဖြစ်တယ်ဒါကြောင့်မို့ရဲဘော်တို့ဉာဏ်ပညာနဲ့တော်လိုင်းရေးကိုဆင်ွယ်ကြပါ အထူတကွညီညွတ်စွာတိုက်ပွဲဝင်ကြပါစစ်ဦးကျုံနေတဲ့ဖက်စစ်တပ်ရဲ့စစ်ကြောင်းတွေကိုဝိုင်းပတ်ပိတ်ဆို့ထိန်းချုပ်ထားပြီးလက်ဟာနေတဲ့နောက်တန်းစခန်းတွေကိုတပြိုင်နက်တည်းဆက်ဝင်တိုက်ကြပါဒါဆိုရင်တော်လည်းရလက်ရှိအခြေအနေကနေပြောင်းပြန်လာနိုင်တဲ့စစ်ရေးအားတာချက်ကိုကျွန်တော်တို့ပြန်ရရှိနိုင်မှာဖြစ်ပါ ဒါကိုလည်းပြည်သူလူထုကမျှော်လင့်နေမယ်လို့ယုံကြည်ပါတယ်။နောက်ထပ်မျိုးသိမ်းတိုက်ပွဲနောက်ထပ်အလစ်အငိုက်ပျောက်ကြားချေမှုကြီးတိုက်ပွဲနောက်ထပ်လစ်ဟာနေတဲ့ဖက်စစ်တပ်ရဲ့အင်အားချိနေသောနောက်တန်းစခန်းများကိုသိမ်းပိုက်ရေးပြူဟာနောက်ထပ်ဖက်စစ်တပ်အင်ရှိဘူးအိမ်နောက်မချမ်းသာလို့အခြေအနေမျိုးရောက်အောင်နောက်တန်းစခန်းကစစ်တပ်လိုင်းခန်းတွေဖက်စစ်တပ်နဲ့ဆက်ဆက်ပတ်သက်သောနေရာတွေလေရင်ကွင်းတွေလေချောင်းရံကာဝေးစခန်းတွေ ကြက်ကြက်တတိထားပါအားလုံးကိုကျေးဇူးချင်ပါတယ်